ျွန်တော်ရဲ့ပရိသတ်တွေအားလုံးမင်္ဂလာပါခင်ဗျာ ASN Knowledge Channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်တို့ဒီ Wi-Fi Internet Signal ပေါ့နော်အမြဲတမ်းမပြတ်တဲ့နည်းလေးကိုကျွန်တော်အမျှဝေပေးသွားမှာပါခေါင်းစဉ်လေးကိုတော့ကျွန်တော် How to make Wi-Fi power backup တို့နော်ခေါင်းစဉ်ပေးထားပါရစေဟုတ်ကဲ့ဒီအကြောင်းအရာလေးကိုကျွန်တော်လူတိုင်းလုပ်လို့ရအောင် ပေါ့နော်လိုအပ်တာကကျွန်တော်တို့ဒါတွဲဖို့ချက်ချာလေးပေါ့နော်တွဲဖို့ချာချာလေးတခုလိုမယ်အဟောင်းလေးဆိုရင်လည်းရပါတယ်เนาะအဓိကတော့ဘိုးထွက်ဖို့ပါနောက်တစ်ခါဒီ wifi ကိုတွဲဖို့ check ခေါင်းလေးရဲ့နောက်တစ်ခါကျွန်တော်တို့ battery နဲ့ချိန်မဲ့ battery clip တစ်စုံပေါ့နော်နောက်တစ်ခါကျွန်တော်တို့အာသွင်းတဲ့အခါမှာအချက်ပြဖို့ပေါ့နော်အော်အာသွင်းဖို့အတွက်ကျွန်တော်တို့3 ampere တိုင်းအုပ်ပေါ့နော် 1n5408 ဖြစ်ပါတယ်နောက်တစ်ခါအချက်ပြဖို့အတွက်ဒီမှာနော် LED တစ်လုံးနဲ့ resistor 1 kilo only တစ်လုံးဒါပဲလို့မှဖြစ်ပါတယ်နော် ခဲအရင်ဆုံးကျွန်တော်တို့ connection လေးစပြီးတော့ကျွန်တော်ပြပါမယ်နော်အဲ့ဒါအရင်ဆုံးကျွန်တော်တို့ဖုန်းချက်ချာပေါ့နော်ဖုန်းချက်ချာရဲ့အထွတ်အပေါင်းကျူးဟုတ်ကဲ့ဒါလေးက3 MB အတိုင်းဟုတ်ပါနော်ဒီအဖြူရည်လေးပါတဲ့ဘက်ကအနှုတ်ပါနော်ကတ်တုတ်ဖြစ်ပါတယ်ကဲအရင်ဆုံးဆက်မှာကခုနကပြောတဲ့ဒီချက်ချာက ထွက်လာမဲ့အပေါင်းကျူးနဲ့ဒီတိုင်းအုပ်ရဲ့အပေါင်းပေါ့နော်အဖြူရဲ့မပါတဲ့ဘက်နော်အပေါင်းအပေါင်းရင်းဆက်တာဖြစ်ပါတယ်ဒါမှကျွန်တော်တို့ဒီချာချာက လျက်စီကြောင်းကဟိုဘက်ကိုစီးသွားမှာပေါ့နော်ကဲအဲ့ဒီဆိုရင်ဒီဒိုင်အုပ်ရဲ့နောက်တစ်ခါဒီအဖြူရဲ့ပါတဲ့ဘက်ကတ်တုတ်ပေါ့နော်ဒိုင်အုပ်ရဲ့ဒီကတ်တုတ်တနည်းအားဖြင့်အနှုတ်ပေါ့ဗျာနော်အနှုတ်ကိုတော့ကျွန်တော်တို့ကဘက်ထရီဟိုဘက်ထရီရဲ့အပေါင်းကျိုးပေါ့နော်ဒီမှာအနီရောင်ကလက်ပေါ့နော်အကြတော့ဒိုင်အိုရဲ့အနှုတ်နဲ့ဘက်ထရီရဲ့အပေါင်းနဲ့ပေါ့နော် B+ လို့ရေးထားပါနော် B B+ ကဘက်ထရီအပေါင်းပေါ့နော်ဒါဘက်ထရီကလက်ကလေးနဲ့ဒါဆက်လိုက်တာဖြစ်ပါတယ် နောက်တစ်ခါကျွန်တော်တို့ဒီခြားခြားကလာမဲ့အနှုတ်ကျိုးကတော့ဘက်ထရီရဲ့အနှုတ်ကျိုးနဲ့ဓာတ်ရိုက်ဆက်ရုံပါပဲเนาะဘာမှကြားခံရမလို့ခြားခြားအနှုတ်နဲ့ဘက်ထရီရဲ့အနှုတ်ကိုဒီတိုင်းသာနော်ဝါကျိုးလေးနဲ့လိန်လိုက်ရင်ရပြီဟုတ်ပြီဒါကဘက်ထရီကိုအားသက်မှာနောက်ဒါလေးကကျွန်တော်တို့ Wi-Fi ကို ပါဝါပေးမဲ့ကျိုးပေါ့เนาะအဲ့ကျ Wi-Fi ရဲ့အနှုတ်ကျိုးနဲ့ဘက်ထရီရဲ့အနှုတ်ကျိုးကလည်းဒါဓာတ်ရိုက်ဆက်လိုက်ရုံပါပဲဘာမှကြားခံရမလို့ပါဘူး ကဲသူ့ကိုကျွန်တော်တို့တိတ်ကလေးနဲ့နော်တိတ်ကလေးနဲ့ပတ်လိုက်ပါမယ်နောက်တစ်ခါ wifi ရဲ့အပေါင်းကျိုးပေါ့နော် wifi ရဲ့အပေါင်းကျိုးကခုနကဒီဒိုင်းဒိုင်းအုပ်ရဲ့အနှုတ်ပေါ့နော်တနည်းအားဖြင့် battery ရဲ့အပေါင်းပေါ့ဗျာနော်အဲကြိုက်တယ်လို့ပြောပါအတူတူပါပဲနော်ဒိုင်းအုပ်ရဲ့အဖြူရစ်ပါတဲ့ဘက်လေးနဲ့ဆက်ရမှာဖြစ်ပါတယ် ်ဒါ wifi အပေါင်းယူဖြစ်ပါတယ်ဗျာနော်ကဲကြတော့ဒီအခုဒီပြောပြနေတဲ့အကြောင်းအရာလေးကကျွန်တော်တို့မီးပြက်ပြဲမီးလာလာပေါ့နော်ဒါ wifi အပေါင်းယူနဲ့ဒိုင်အုပ်ရဲ့အနှုတ်ပဲနဲ့နော်ခုနပြောလို့ပဲမီးပြက်သွားရင်လည်း signal လုံးဝမပြက်ဖဲနဲ့နော်ဓာတ်ရိုက် ဒီ wifi internet လာနေအောင်ပြုလုပ်တဲ့နီလန်းလေးဖြစ်ပါတယ်ဒါလူတိုင်းလုပ်လို့ရတယ်ဗျာနော်ပစ္စည်းလေးကလည်းကျွန်တော်တို့ဒီတိုင်းအုတ်ကလေးတစ်လုံးရဲ့ LED လေးရဲ့1 kilo only ရဲ့နော်ချက်ချာပေါ့နော်တွဲဖို့ချက်ချာလေးရဲ့ဒါပဲလိုတာဖြစ်ပါတယ်ကဲတိုင်းအုတ်ဒီကက်တော့ပေါ့နော်အနှုတ်ဘက်ကိုကျွန်တော်တိတ်ကလေးပတ်လိုက်ပါတယ်နော်ကဲဒါချက်ချာချက်ချာနေတိုင်းအုတ်ခံနေဘက်ထရီဘက်ကိုသွားတယ် နော်နောက်တစ်ခါ wifi back ကိုလည်းသွားတယ်ပေါ့နော်ဒါကအပောင်းအပောင်းနှုတ်နော်ဒါပြပေးတာဖြစ်ပါတယ်နောက်တစ်ခါကျွန်တော်တို့အသွင်းတဲ့အခါမှာအချက်ပြဖို့ဒီဟာက1 kilo ohm နဲ့ကျွန်တော်တို့ LED အစိမ်းအောင်လေးတုံးထားတာပါဒါ LED ရဲ့အပောင်းဘက်ပေါ့နော် LED ရဲ့အပောင်းငုံနဲ့ကျွန်တော်တို့1 kilo ohm လေးနဲ့အရင်ဆုံးဆက်လိုက်ပါတယ်အကြော်ဒီ LED ကမထည့်ခြင်းရင်လည်းရပါတယ်เนาะဒါပေမဲ့ကျွန်တော်ကတော့ဒီမီ မီလာလို့ဘက်ထရီကိုအားသွင်းနေရင်ဒီအစိမ်းရောင်မီတီလေးပြခြင်းလို့ပေါ့နော်နောက်တစ်ခါအဲ့ဒီ1ကီလိုအုံကိုလေးကိုကျွန်တော်တို့သာချက်ချအပေါင်းကျိုးနဲ့ဆက်ပါပြီနောက် LED ရဲ့အနှုတ်ကနေဦးမြကျွန်တော်အတိတ်ကအရင်ပတ်လိုက်မိတာနော်တိတ်လေးပြန်ခွာလိုက်မှာနော်အဲ့ကြတော့ LED အနှုတ်ကခုနကဒီချာချာရဲ့အနှုတ်နော်ချာချာရဲ့အနှုတ်လို့ပဲပြောပြောဘက်ထရီရဲ့အနှုတ်လို့ပဲပြောပြောရတယ်နော် အနှုတ်နှုတ်ချင်းအလုံးဆက်လိုက်တာဖြစ်ပါတယ်ဗျာနော်အိမတာမသာယိုရှင်းလွယ်ကူပါတယ် Wi-Fi သုံးနေတဲ့ကျွန်တော်ရဲ့ဒီပရိသတ်တွေတကယ်လို့မီရုတ်တရက်ပြက်သွားလို့နော် Wi-Fi စက္ကန့်မပြက်ချင်ရင် မပြက်ချင်ရင်ပေါ့နော်အခုဒီနီလန်းလေးကအိမတာမအသုံးဝင်ပါတယ်ကတားပါပဲဗျာနော်ဘာမှထူးထူးတွေမပေါအောင်နော်အကြအနှုတ်ကျိုးတွေအားလုံးကဒီမှာအနေရောင်ပေါ့နော်အနှုတ်ကျိုးတွေအားလုံး အားလုံးဆက်ထားတယ်နော် Wi-Fi ရဲ့အနှုတ်ရောနော်ဘက်ထရီရဲ့အနှုတ်ရောခြားခြားရဲ့အနှုတ်ရောနောက်တစ်ခါခြားခြားကအပေါင်းကဒိုင်အိုလေးခန့်နဲ့ဒိုင်အိုရဲ့ဒီဘက်အနှုတ်ဘက်မှာဒီမှာနော် Wi-Fi ရဲ့ Wi-Fi ရဲ့အပေါင်းနောက်တစ်ခါဘက်ထရီရဲ့အပေါင်းနော်ဒါပြန်ပြောတာဖြစ်ပါတယ်နော်တကယ်လို့မရှင်းရင်လည်း comment ကနေမေးလို့ရပါတယ်ကျွန်တော်ပြန်ပြောပေးပါမယ်နော်အဲ့ကြကျွန်တော်လက်တွေ့စကြည့်တော့မယ် ဲ့ဒီချက်ချလေးကိုကျွန်တော်ပါဝါပေးကြည့်မယ်နော်ပါဝါဖတ်မယ်အဒီမှာနော်အစိမ်းရောင် LED လေးဒါဆိုရင်ကျွန်တော်တို့ဘက်ထရီကိုအသွင်းဖို့နော်ဘန်နဘိုးလောက်ထွက်တယ်လေပေါ့နော်သူက adapter ဆိုရင်တော့အားနေတယ်ဗျနော်ဒီဘက်ထရီကို အသွင်းဖို့အဆင်မပြေဘူးချက်ချလို့ဝယ်မှချက်ချမှရမှာပေါ့နော်ချက်ချက အဲဒီမှာနော်စနစ်တသမ8နော်73ဘိုးလောက်ထွက်တယ်ဒါကကျွန်တော်ကဒိုင်အုပ်ကလေးတစ်လုံးခံလိုက်တာအဲ့ဒါကြောင့်မို့ဘလို့ဆိုရင်73ဘိုးကြော်ကြော်လောက်ပေါ့နော်ကျွန်တော်ကဒီ wifi ဘက်ကိုလည်းဒီခြားခြားဒိုင်ရိုက်အသွင်းရင်းနဲ့လည်းသုံးလို့ရအောင်မိပြည့်ရင်လည်းသုံးလို့ရအောင်လို့ဒိုင်အုပ်ကလေးပေါ့နော်ဒိုင်အုပ်မခံရင်ကြတော့လည်းဒီဒီ wifi ဘက်ကြတော့ဘိုးအရမ်းများနေမှာဆိုလို့ပေါ့နော်အဲ့ဒါကြောင့်မို့ကဲကျွန်တော်ဒါ wifi ကို power နော်ဂျပန်လေးတက်လိုက်ပါပြီ မှာဘက်တရီနဲ့အရင်ချိန်မှာနော်ဘက်တရီအရင်ချိန်လိုက်ပါပြီသူ MBR တော့စားတယ်ဗျာနော်အဲ့ဒီမှာပါဝါလာနေပါပြီကျွန်တော်စက်ကနယ်လေးတက်အောင်ခဏလေးနော်တိခတ်ပြီးတော့ခဏလေးစောင့်ကြည့်ပေးပါကဲအားလဲကျွန်တော်သွန်းလိုက်အောင်ပါနော်ကဲဒါချာချာကနေဘက်တရီကိုလည်းအားသွင်းထားပြီဒါဓာတ်ရိုက်လည်းသုံးနေပြီပေါ့နော်ဒါ wifi set ခဏပြောလိုက်ပါစက်ကနယ်လေးတက်လာအောင်ခဏလေးစောင့်ကြည့်ပေးပါနော် ဆက်ကနေလာတော့မှာနော်အဲကျွန်တော်ဒီ ASN knowledge channel ကနေကျွန်တော်ပရိသတ်တွေအတွက်နော်အသုံးဝင်နိုင်မဲ့အကြောင်းအရာလေးတွေကိုဆင်ဆက်မပြတ်နော်မျှဝေပေးနေပါတယ်အဲ channel လေးကို subscribe မလုပ်ရသေးရင်လည်းနော် subscribe လေးတွေလုပ်ပြီးတော့အားပေးလို့ရပါတယ်ခဏလေးတော့စောင့်ရတယ်ဗျာနော်ဆက်ကနေကဖဲလာပြီနော်ကဲဆိုရင် wifi စသုံးလို့ရပြီအခုဒါကျွန်တော်က battery ကိုလည်း ငါဒီမှာအာသွင်းထားတာနော်အာသွင်းထားတာကဲကျွန်တော်မီးဖြတ်ကြည့်လိုက်မယ်နော်မီးဖြတ်ကြည့်လိုက်မယ်မီးဖြတ်ကြည့်လိုက်လို့စက္ကနယ်ပြတ်မပြတ်နော်အဲ့ဒါလေးတစ်ချက်ကြည့်မယ်နော်ဒီမှာစက္ကနယ်လာနေပြီနော်စက္ကနယ်လာနေပြီကဲဒီဘက်ကခြားခြားဘက်ကကျွန်တော်ပိတ်ကြည့်လိုက်မယ်နော်ကဲဒါမီးပြတ်သွားပြီပေါ့ဗျာနော် မိပြတ်သွားပြီဒီမှာစက္ကနဲ့လုံးဝမပြတ်ပါဘူးเนาะအဲကြတော့မိပြတ်သွားလို့စက္ကနဲ့ပြတ်ပြတ်သွားမှာဆိုရင်ねကျွန်တော်ပြိတ္တတ်ဒီနီလန်းလေးကအင်မတန်မှကောင်းပါတယ်လူတိုင်းလည်းလုပ်လို့ရတယ်အင်မတန်ရိုးရှင်းလွယ်ကူတဲ့နီလန်းလေးဖြစ်ပါတယ်ဗျာเนาะဒီမှာမိလာနေရင်လည်းထားရိုက်အာသွင်းလို့ရမယ်เนาะဒီမှာအာသွင်းထားတယ် ကယ်လို့မီးဖြတ်လိုက်မယ်ပြတ်သွားပြီမီးပြတ်သွားပြီမီးပြတ်သွားရင်လည်းဘာမှစိတ်ပူစရာမလိုဘူးဒီမှာစက္ကနယ်လုံးဝမပြတ်ဘူး wifi ကတော့ဆက်ပြီးတော့ run နေမှာဖြစ်ပါတယ်ဗျာနော်ကဲအဲ့ဆိုရင်เนาะကျွန်တော်ပြိတ္တာတွေနားလဲမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာနော်ကဲလို့အဆမပြေတာရှိရင်လည်းပြန်ပြီးတော့မေးလို့ရပါတယ်ကဲအားလုံးအဆင်ပြေကြပါစေခင်ဗျာ